ကျွန်တော်ရဲ့ 3D ဗီဒီယိုဖိုင်လေးတွေကိုကြည့်ရှုလေ့လာအားပေးနေကြတဲ့မိတ်ဆွေစကင်ရှင်များအားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်အခု2025 5ကြိမ်အတွက်နောက်ထပ်တွေ့ရှိတဲ့ Saturday Design နဲ့တကယ်ချင်းတော့မိတ်ဆက်ပေးတင်ပါတယ်အဆက်လေးကဘယ်ကနန်းလေးဖြစ်မလဲဆိုတာကျွန်တော်နဲ့အတူတစ်ချက်လိုက်ပြီးတော့လေ့လာကြည့်ကြအောင်နော်ဒီ Saturday ကအရင်လည်းကျွန်တော်ပြဟုတ်ပါတယ်နော်ဟိုအဲ့ Saturday ကကျွန်တော်တစ်နှစ်လုံးသုံးမဲ့ Saturday ပဲနော်ကဲဟုတ်ပြီအဲ့ကြတော့ကျွန်တော်နဲ့အတူတစ်ချက်လိုက်ပြီးကြည့်ကြည့်အောင်နော် အရင်လက်ကျွန်တော်ပြောက်ဦးလဲနော်ဒီမှာဒီ734ရဲ့3နှစ်ကျော်က338ရဲ့3နှစ်ကျော်က998နော်734 3နှစ်ကျော်338 3နှစ်ကျော်998နော်အဲအဲ့ကောင်ဒီကောင်အုပ်စု1လို့ကျွန်တော်တို့မှတ်လိုက်မယ်ပြီနော်အုပ်စု1နော်734ပတ်လဲ338ပတ်လဲ998ပတ်လဲအဲ့ကွာ3နှစ်ကျော်လေးဒီမှာထွက်ထားတာနော်3နှစ်ကျော်မှာထွက်ထားတာသူထွက်တဲ့တက်ကရစ်တွေက 6ဆုံးနဲ့2ရယ်3ညာဆုံးနဲ့2ရယ်4ဆုံးနဲ့2ရယ်နော်အဲ့လိုထွက်ပြီးရင်ကျွန်တော်ဒီ5ခုနှစ်ခုအလုပ်လုပ်ဟုတ်ပြီနော်ဒါအုပ်စု1ပေါ့ဗျာနော်ဒီဒီဒီကျွန်တော်၄ဘောရောင်ပြထားတဲ့ကောင်အုပ်စု1နော်7 3 4 3 3 8 9 9 8ဟုတ်ပြီအုပ်စု1အုပ်စု1ကိုကြည့်အောင်နော်အုပ်စု1ကကြတော့နော်အုပ်စု1ကလည်း3နှစ်ကျော်ပဲနော်ဟာ3 4ပတ်လဲ3နှစ်ကျော်ရင်6 4ပတ်လဲနော် ၃နှစ်ကျော်ရင်တမနာ၆ခုပဲเนาะအဲ့ကောအဲ့ကောကလည်းဒါဒါကတော့အုပ်စုနှစ်ပေါ့เนาะ၃၄၈၃၄၈ပဲလေတနည်းနည်း၃နှစ်ကျော်ရင်၉၄၉ပဲလေတနည်းနည်း၃နှစ်ကျော်ရင်တမနာ၆ခုပဲလေအဲ့ကောကလည်းစောနာစောနာလိုပဲเนาะဒီလူကတဲ့တဲ့ကိုတက်သွားလာဟင်ဘယ်ဟိုရောက်သွားမှာဆိုတော့ဒီဟာเนาะ၆ခုနှစ်ရင်တမနာခုနှစ်ရင်၄ခုနှစ်ဒါအဲ့လိုရောက်သွားမှာเนาะ၆ခုနှစ် 6ခုနဲ့အောက်ဆင်းလာရင်ဒီကောင်ကနော်အောက်ဆင်းလာရင်ဒီမှာ3လေး၈တနည်းနည်းနည်း3နဲ့ကြောင်း9လေး9နော်တနည်းနည်းနည်း3နဲ့ကြောင်း3လား6ခုအဲ6ကြောင်ည4အဲ့အဲ့နှစ်ဒီမှာနော်ပြီးရင်ဒီဘက်5ခုနဲ့ကိုအလုံးလုံးဟုတ်ပြီပြီးရင်တတရာအုပ်စုတတရာအုပ်စုတတရာအုပ်စုကလည်းဒီလိုပဲနော်6ဆုံးနဲ့2ရယ်3ညဆုံးသော2ရယ်4ဆုံးသော2အဲ့ကောင်ကဘယ်ကနန်းနေတော့ချင်း9 9ပတ်လဲ တနေ့နဲ့နဲ့သုံးနှစ်ကျော်ဟဲ့ချက်သုံးသုံးပတ်လဲတနေ့နဲ့နဲ့သုံးနှစ်ကျော်ဟဲ့လေးချက်သုံးပတ်လဲနော်ချက်ငါးငါးချက်သုံးသုံးလေးချက်သုံးအဲ့ပတ်လဲဟုတ်ပြီနော်အဲ့ကောင်ပြီးဒီ၅ခုနှစ်ကိုလုံးလုံးမယ်ဟုတ်ပြီအဲ့တော့အုပ်စုလေးအုပ်စုလေးကဘယ်ကဏ္ဍနေဖြစ်မလဲအုပ်စုလေးအုပ်စုလေးကအုပ်စုလေးကဒီမှာနော်တနေ့6ခုတနေ့နဲ့နဲ့သုံးနှစ်ကျော်ဟဲ့ကိုကိုလေးနော် အကောင်၃နှစ်ထပ်ကြော်တယ်ဒီနှစ်နဲ့နှစ်၃နှစ်ကြော်ရှစ်လေးတော့ဟုတ်ပြီနော်ဘုံသား၆၉ရဲ့၉၉လေးရဲ့ရှစ်လေးတော့နော်အကောင်ဟုတ်တယ်ဘုံသား၆၉ကိုဘုံသား၆၉က၆ခုနဲ့၃ခုကြော်ဘုံသား၉ခုနဲ့၃ခုကြော်၄ခုနဲ့အကောင်ပြင်ဒီ၅ဆွနဲ့နှစ်ခုလို့နော်ဒါအုပ်စု၄ဟုတ်ပြီအဲကျတော့အုပ်စုတစ်ခုပြန်သွားကြည့်လိုက် အုပ်စုတင်မှာတဲ့သူကအုပ်စုတင်မှာဒီ၅ဆွန်းနဲ့နှစ်ကိုရောက်သွားတယ်နော်ဒီဖြစ်တင်ဖြစ်ပြီးအုပ်စုတရဲ့ဒီ၅ဆွန်းနဲ့နှစ်မှာအဲ့ဒီနှစ်တည်းမှာတဲ့84လို့ထောင်လိုက်တာနဲ့84လို့ထောင်တာနဲ့တစ်ပိတ်တယ်နံပါတ်1မလို့ဒါနံပါတ်1အုပ်စုမလို့တစ်အဲ့လိုမှတ်လိုက်ရအောင်နော်84တစ်နော်ပုံမှာမခွန်ပိတ်တယ်၄မပိတ်မခွန်၄လို့ထောင်ခွန်၄လို့ထောင်ပြီဆိုတော့တစ်ပိတ် ။နောက်အုပ်စု၁။နောက်အုပ်စု၂။အုပ်စု၂ကကြတော့ဆောနာကျွန်တော်တို့ဒီမှာနော်။ဒီ6 3 4အဲ့နဲ့နော်။အုပ်စု၂။ဒီအုပ်စု၂မှာလည်း၅ဆုံးတဲ့၂ကိုကြည့်လိုက်။ခွန်လေး၁ပြီးရင်ခွန်လေး၂လို့လာ။နော်ခွန်လေး၂။နော်အပေါ်မှာသူခွန်လေးလောက်ခွဲလာအပေါ်မှာ။ဒီမှာလှုပ်လှုပ်လှုပ်လေးခွန်လို့လှုပ်လို့ခွန်လေးလို့မလုပ်ခဲ့ဘူးเนาะ လေးခွန်လို့လုပ်တယ်ခွန်လေးလို့မလုပ်ဘူးအဲ့မခွန်လေးခွန်လေးမှလုပ်လို့တော့ခွန်လေးဆောနာခွန်လေးတစ်ပြီးတော့ဒီကောင်ခွန်လေးနှစ်နော်ဒါဒုတိယအုပ်စုဒုတိယအုပ်စုပြီးရင်ကျွန်တော်ဒီမှာတတိယအုပ်စုနော်တတိယအုပ်စု6953438ဟုတ်ပြီတတိယအုပ်စု2005ခုနှစ်မှာအဲ့လိုပဲသူကခွန်လေးလို့ထောက်ခွန်လေးခွန်လေးတစ်ခွန်လေးနှစ်အခုကခွန်လေးတော့ နော်ခွန်လေးတော့လေခွန်လေးတော့ဟုတ်ပြီအခုနောက်ဆုံးအုပ်စုသောနာကျွန်တော်ဒီတက်ကစ်လေးကျွန်တော်မှတ်ပေးခဲ့နော်6ရက်3ရက်လေးအဲ့ဒါဒီသောနာဒီ55 633 4 63ပတ်လဲပြီးတော့3ည69ကိုလေးကို438ပတ်လဲနော်အဲ့လိုလေးသူကသွားတာပေါ့ဟဲ့ဟုတ်ပြီအဲ့လိုဆိုရင်ဒီ9ဆုံးနဲ့အခု2025မှာသူခွန်လေးလို့ထောင်ပြီပြီးခဲ့တဲ့ဘက်က၄ပိတ်သွားနော်ခွန်လေးလို့ထောင်ပြီအဲ့တော့ဒါနောက်ဆုံး တတုဒ္ဒကဖြစ်တဲ့အတွက်ဆိုတော့841 042 043ဒီမှာ044ကျွန်တော်ဒီမှာ044လေးလို့ကျွန်တော်ထောင်လိုက်ပြီနော်အစအနေပြန်ပြပြီနော်041ပြဟုတ်ပြီဒီ041ပွဲစဉ်မှာ041လို့ဖြစ်လိုက်ကြတယ်အဲ့ဒီ1ဟာတိုက်သီးသုံးလုံး1လို့ဖြစ်မယ်နော်041 041လို့ဖြစ်တာနဲ့ဒီ1ပိတ်ဟာတိုက်သီးသုံးလုံး1လို့ဖြစ်မယ်ဟုတ်ပြီအဲ့ဒီအချိန်မှာတဲ့ဒီ1သုံးလုံးရဲ့ ဒီထဲသီးသုံးလုံးက1ရက်ပါပါအလဲသုံးလုံးက6လို့ဖြစ်နေမယ်ဟုတ်ပြီလားဒီကနေ့ကျတကွက်ထဲတကွက်ထဲထွက်တာ콘လေး1အဲ့ဒီ1အပိတ်ကြောင့်ထိတ်သီးသုံးလုံး1လို့ဖြစ်အဲ့ဒီထိတ်သီးသုံးလုံး1ဖြစ်တဲ့အတွက်သူ့ရဲ့ပါပါသုံးလုံးအလဲသုံးလုံးက6လို့ဖြစ်ဒါ콘လေး1နံပါတ်1အုပ်စုပြီးပြီနံပါတ်2အုပ်စုနော်နံပါတ်2အုပ်စုနံပါတ်2အုပ်စုက6 3 4ဟုတ်ပြီနော်ဟုတ်ပြီနံပါတ်2အုပ်စုတော့နံပါတ်2အုပ်စုကဒီမှာနော် နံပါတ်နဲ့အောင်စု9နှစ်9နှစ်လို့ဖြစ်ပြီးတော့ဒီနှစ်ကိုကူစားပြီးတဲ့ဒီနှစ်ကိုကူစားပြီးတဲ့ကောင်အထိတ်ထီးသုံးလုံးနှစ်ပြန်ဖြစ်မယ်နော်9နှစ်လို့ဖြစ်တယ်ဒီနှစ်ပိတ်ကြောင်ထိတ်ထီးသုံးလုံးနှစ်လို့ဖြစ်ဒီနှစ်ရဲ့ပါပါအလဲသုံးလုံးဟာ3 5 9လို့ဖြစ်မယ်နော်အဲ့ဒါဒါဒုတိယအုပ်စုပြီးသွားပြီပြီးရင်တတိယအုပ်စုတတိယအုပ်စုဟာဒီကောင်တွေပဲနော်ဒီဘက်9ဆနဲ့နှစ်ခုကြည့်ဟုတ်တတိယအုပ်စု ော့9043เนาะ9043 2ပြီးသွားပြီ9043ဒီ3ကြောင့်ထိပ်စီ3လုံးဟာ3လို့ဖြစ်တယ်ဒီထိပ်စီ3လုံး3လို့ဖြစ်တဲ့အတွက်အလယ်3လုံးဟာသူ့ရဲ့ပါဝါ639ဆိုပြီးထိပ်စီအလယ်3လုံးဟာ8လို့ဖြစ်နေပြီเนาะ9043လို့ဖြစ်ဒီ3ပိတ်ကြောင့်ထိပ်စီ3လုံး3ဖြစ်ဒီထိပ်ဒီသုံးလုံးသုံးကြောင့်အလဲသုံးလုံးသူ့ပါဝါရှစ်လို့လာဖြစ်တယ်ဒါတတိယကအခုနောက်ဆုံးစတုတ္တကနော်စတုတ္တကကဒီ6 3ရလေးနော် ခုရဲ့အောက်မှာပါတယ်လောက်ခဲ့ပြီးတော့ဒီ36ကို94လေးဒီ3လေးလောက်ပြီးပါအဲ့လိုဆိုဒီမှာ9410 9430ဒီမှာ94လေးလို့ကျွန်တော်ထောင်လိုက်ပြီ94လေးလို့ထောင်လေးကိုကိုစားပြီးတော့ထိတ်ထိတ်တုံးတုံးဒီ383နော်383ဒီ၄အပိတ်ကြောင့်383ထိပ်စီ3လုံးဒီ၄လို့ဖြစ်အဲ့ဒီ၄ကြောင့်အလဲ3လုံးသူ့ပါပါခွန်93ဆိုပြီးတော့နော်သူက334ဆိုပြီးတော့တစ်ခွက်ထွက်လာ နော်ခွန်လေး1ခွန်လေး2ခွန်လေး3ခွန်လေး4ခွန်လေး4နော်ဒီ၄ဘိတ်ကြောင့်ထိပ်သီးသုံးလုံး4လို့လုပ်လိုက်အဲ့ထိပ်သီးသုံးလုံး4ကိုအလဲဆုံးလို့ပါပါပြန်ထည့်လိုက်ခွန်9 3ဆိုဒါဘာမှခေါင်းမရှုပ်နော်လွယ်လွယ်လေးပဲဒါပကတိအမြင်လေးကိုကျွန်တော်ဒါတငယ်ချင်းတွေကိုပြရတာပဲနော်ပြန်ပြပြနော်နော်ခွန်လေး1ဒီ1ကြောင့်ထိပ်သီးသုံးလုံး1အဲ့ထိပ်သီးသုံးလုံးရဲ့ပါပါစီအလဲဆုံးလုံး6လို့ဖြစ်ဒါနံပါတ်1 နံပါတ်နဲ့ခွန်လေးနှစ်ဒီနှစ်ကြောင့်ထိပ်ထီးသုံးလုံးနှစ်ထိပ်ထီးသုံးလုံးနှစ်ကြောင့်အလဲသုံးလုံးဒီပါပါခွန်လို့ဖြစ်ဟုတ်ပြီတတိယကခွန်လေးသုံးဒီခွန်လေးသုံးကြောင့်ဒီသုံးကြောင့်ထိပ်ထီးသုံးလုံးသုံးဖြစ်ထိပ်ထီးသုံးလုံးသုံးကြောင့်သူ့ရဲ့သုံးပါပါအလဲသုံးလုံးဟာရှစ်လို့ဖြစ်ဟုတ်ပြီနောက်ဆုံးကနောက်ဆုံးကဒီမှာခွန်လေးလေးခွန်လေးလေးလို့ဖြစ်ပြီးဒီလေးကြောင့်ထိပ်ထီးသုံးလုံးလေးဖြစ် ထိတ်ထီးသုံးလုံးလေးကြောင့်သူ့ရဲ့ပါဝါအလေသုံးလုံးဟာကိုးလို့ဖြစ်နေတာ3 3လေးဆိုတဲ့တစ်ခွက်ချင်းထွက်လာနော်ဒီဘက်မှာကျွန်တော်ဒီမှာ3 4လေးနဲ့3 8လေးအရန်ွက်လေးနှစ်ခွက်ထည့်ပြီးတာအဲ့ဒါဘာဖြစ်လို့ထည့်ပြီးတာရောဆိုတော့သူကဒီခွန်လေးတက်လို့စဖြစ်တဲ့ဘွယ်မှာဒီတက်ကြောင့်ဒီတက်ကို ပေါင်းချင်းတက်ဖြစ်အောင်တုံညပေါင်းမယ်ဟုတ်ပြီနော်ဒုတိယကွန်လေးနှစ်ဒီနှစ်ကိုပေါင်းချင်းတက်ဖြစ်အောင် ကိုးပါမယ်ဟုတ်ပြီတတိယကခွန်လေးတော့ဒီတော့ကိုတစ်ဖြစ်အောင်ရှစ်တလုံးပါဟုတ်ပြီခုဒီမှာခွန်လေးလေးဒီလေးကိုတစ်ဖြစ်အောင်ခွန်တလုံးပါအဲ့တော့ကျွန်တော်သုံးခွန်လေးထည့်ပြီးတယ်သုံးရှစ်လေးအောင်ဘာလို့ထည့်ပြီးတာပေါင်းချင်းတစ်ခုယူထားတယ်နော်ခွန်လေးတွဲရသုံးရှစ်တွဲသုံးထည့်လေးဘက်ကတော့ကျွန်တော်မရွှေ့တော့ဘူးနော်အဲ့တော့ဒီသုံးခွန်လေးသုံးရှစ်လေးကအရန်ထိုးရမယ် သုံးသုံးလေးရတော့ main dead ကွက်တယ်ပဲเนาะအဲ့ဒါလေးထူကြလို့တကယ်ချင်းတို့ပြသပေးလိုက်ရခြင်းဖြစ်ပါတယ်ကျွန်တော်ရဲ့မိတ်ဆွေတကယ်ချင်းများအားလုံးပဲကံကောင်းကြပါစေဗျာ